မင်္ဂလာပါမျိုးတွေကျွန်တော်မဘုဒ္ဓမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်မေလ25ရက်နေ့ဖြစ်ပါတယ်ခေါင်းစဉ်မှာပေးထားတဲ့အတိုင်းပဲလဲဆောင်တဲလေးခြေတန်ရှည်နဲ့စေမှုမူတန်ဥပဒေကိုကန့်ကွက်ရှုတ်ချခြင်းဒီကြောင့်ရနှစ်ခုကိုမျှဝေပေးပါမယ်မွေရည်လေးရောက်ပြီးចောင်းဖွဲ့ရည်လေးရောက်ပြီးဆိုတော့ကျွန်တော်ငယ်စဉ်တည်းကအမြဲတမ်းကြားနေကြပါတော့မွေရည်ဆက်ရည်တဝေးခွေးကွင်းရည်တဝေးဝေးလဲဆောင်တဲလေးခြေတန်ရှည်မှုကိုအောင်ပါနီး ဆိုတော့လဲထောင်သေးလေးခြေတန်းရှိဒီလဲကောင်းတဲလေးကဘယ်မှာရှိလဲဆိုတော့သကိုင်းတိုင်းဝက်လက်မြို့နယ်မှာရှိတယ်။သကိုင်းတိုင်းဝက်လက်မြို့နယ်ကနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ပေါတုံးလုံးခေါင်းဆောင်ပအဖာခေါင်းဆောင်မြူးအောင်ကိုဒီပုဂ္ဂိုလ်ဒီတရားလွတ်တော်ရှိနေဘွားကနေစီတီယံလုတ်ပြီးတော့เนาะနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်နေတဲ့ပေါတုံးလုံးခေါင်းဆောင်ဖြစ်လာတယ်။အာပြီးခဲ့တဲ့တနေ့23ရက်နေ့ညရွာအပြင်လေဆောင်တဲမှာသူညမတဝန်းခွဲနဲ့ နှစ်ယောက်တည်းအတူတူရှိနေတဲ့အချိန်မှာပြစ်တက်ခံလိုက်ရတယ်။ဖြစ်စဉ်ကိုကျွန်မရိုးရိုးရှင်းရှင်းပဲပြောရနော်။ပသုံးလုံးခေါင်းဆောင်နဲ့ညမတဝန်းဝဲနဲ့လဲဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော်မိုးချုံမှာနှစ်ယောက်တည်းကျွန်မရိုးရိုးရှင်းရှင်းပဲပြောရနော်။နှစ်ယောက်တည်း23ရက်နေ့ညာ2ရက်တည်းရှိနေတဲ့အချိန်မှာလောက်ကျန်တက်ပြက်ခံလိုက်ရလို့2ရက်လုံးတင်းသွားတယ်။ဒီကိစ္စပုံမှာတစ်ဖက်က အွန်လိုင်းအားချောင်းနေလိုင်းတန်လူသက်သမားတွေနဲ့ပြည့်ဖြတ်မိတာတွေကြတော့ပြောတယ်။ဟာဒီပါသုံးလုံးခေါင်းဆောင်ပါအဖခေါင်းဆောင်ကဟာဦးမျိုးအောင်ကိုကအင်မတန်မတော်တဲ့လူဖြစ်ပါတယ်။ဘတော်လိုင်းရေးမှာအင်မတန်အားကိုးရပါတယ်။သူ့မှာဟာရညှို့ရန်စာမရှိဘူးလူချစ်လူခင်ပေါ်တယ်။လူချစ်လူခင်ရှိပေါ်တယ်ရညှို့ရန်စာမရှိဘူးဒါဆိုဘာလို့အသက်ခံရတာလဲ။လေဆောင်တဲလေးခြေတိုင်းရှိမှာညာကြီးအချိန်မတော့ရွာပြင်ကလေဆောင်တဲထဲမှာမောင်နှမအနှစ်ဘာလို့နေကြရင်အသက်ခံလာရတာလဲဒါကတော့စာပလင်းနှင်းမောင်တို့အိုင်ပီတို့ပဲဖြေးပေးဖို့ကျွန်မမြေတားရက်ခံပါရဲ့ နောက်တစ်ခုကတော့ရှစ်မူထံဥပဒေကိုကျွန်မကန့်ကွက်ရှုံချပါတယ်။ရှစ်မူထံဥနဲ့ဥပဒေနဲ့ပတ်သက်လို့ရခိုင်ပြည်တောင်ကုန်းမှာရှိတဲ့ရခိုင်နေပေါ့အထူးသဖြင့်ရခိုင်တော်တော်များများဟာရခိုင်လို့ပြောတာနဲ့တော်တော်များများကအေးအေးကိုထောက်ခံကြတယ်။နော်။ဆိုတော့အဲ့ဒီတောင်ကုန်းမှာရှိတဲ့ရခိုင်တွေကသူတို့အေးအေးထုတ်ပြန်တဲ့စစ်မှုထမ်းဥပဒေကိုကန့်ကွက်ဆန္ဒပြတဲ့အတွက်လူပေါင်း40ကျော်အဖမ်းခံလိုက်ရတာအခုဆိုတပတ်တည်တည်ရှိသွားပြီ စစ်မှုထမ်းဥပဒေကိုကန့်ကွက်ဆန္ဒပြလို့ရခိုင်၄၀ကျော်ဖမ်းဆီးခံရတာတပတ်တီတီရှိပါပြီဒီတပတ်တီတီဖြစ်သွားတဲ့သတင်းကိုနော်အွန်လိုင်းတဲကလေးလိုင်းတန်လူတက်သမားဒီဘာကြောင့်ပါစပ်ပေါက်ပေးနေကြတာလဲတရားမျှတမှုတို့ဒန်းလူညီမခွင့်တို့ထွွင်သွင်အော်နေတဲ့အွန်လိုင်းအားဆောင်လေးလိုင်းတန်လူတက်သမားဒီဘာကြောင့်ပါစပ်ပေါက်ပေးနေကြတာလဲကျွန်မအစတွေကပြောပါတယ်ရှင်တို့တွေက animal fan ဖြစ်နေတယ် ဂျော့စ်အိုဝဲရေးတဲ့ element fan ဖြစ်နေတယ်ခမားတို့မသိဘူးမဖတ်တတ်ဘူးဆိုရင်တခင်ဘာတောင်ဘာသာပြန်ရေးထားတဲ့ခြေလေးတောင်ဒေါ်လာရေးဆိုရယ်စာအုပ်ရှိတယ်ဖတ်ကြည့်ပါလို့ကျွန်မပြောခဲ့တယ်အခုတခါထပ်ပြောရယ်ခမားတို့ကိုယ်တိုင်က element fan ဖြစ်နေတယ်အခုဆိုရင် AA ကသူတို့ရခိုင်ပြည်နယ်မှာရှိတဲ့စစ်မှုထမ်းတပ်ထဲမှာအကျုံးဝင်တဲ့လူတွေအကုန်လုံးရခိုင်ပြည်ရဲ့အပြင်ပါရခိုင်ပြည်ကနေတခြားပြည်ပတွေကိုတခြားပြည်နယ်တွေခြားတိုင်းဒေသကြီးတွေကိုထွက်ခွာခွင့်ပေးလိုက်တယ် ပထမတော့ကနာဆာကအစိုးရကနေစစ်မှုထမ်းဥပဒေထိုးတုံးကဟာမြန်မာတိုင်းနိုင်ငံလုံးအကျဉ်းချနေပါတယ်မြန်မာတိုင်းနိုင်ငံလုံးထောင်ချနေပါတယ်ဆိုပြီးတော့ပြည်ဖြတ်တွေနဲ့ဘုံကျော်မျိုးညစ်တွေနဲ့မီဒီယာတွေပေါင်းပြီးတော့ဝါဒဖြန့်ခဲ့ကြတာအုံနေကျင်းတယ်အခုအေအေကသူတို့ရခိုင်ပြည်နယ်ကနေတခြားကိုထွက်ခွာမပေးဘူးအကုန်လုံးရခိုင်ထဲမှာပဲသိရမယ်ရခိုင်ကိုလူမျိုးတုံးပြောက်ခွဲအောင်လူမျိုးတုံးအောင်ရခိုင်ဆိုတာအယုတ်ရေးပြရအောင်လုပ်နေတာကြတော့ရခိုင်ပြည်နယ်လို့အကျဉ်းထောင်ကြနေပါတယ်လို့ဘယ်သူကမှမပြောရဲကြတာထူးဆန်းတယ် အခုကျတော့ဘာကြောင့်ရခိုင်တပီနယ်လို့အချင်းကြနေပါတယ်လို့ခမားတို့မဝေဖန်ရေးရတယ်။ဝေဖန်ရေးရတယ်။မှန်ရင်လက်ခုပ်တီဗီအားပေးရတဲ့တက်တီရှိရမယ်။မှားရင်လည်းပဲလက်ညှိုးထိုးဝေဖန်ရတဲ့တက်တီရှိရတယ်။ကျမတို့ကြည့်ကျမမိန်းမသား။ကျမမှန်ရင်ထောက်ခံနေအားပေးတယ်။မှားရင်ကျမလက်ညှိုးထိုးပြီးဝေဖန်ထောက်ပြတယ်။အဲ့ဒီအတွက်လေတောင်းရင်မှတောင်းရင်ခံမှုရှိရတယ်။ ်အခုခမားတို့ကတည်းလို့မဟုတ်ဘူးတစ်ဖက်စစ်တပ်ကြတော့စစ်မှုထမ်းဥပဒေထုတ်တော့တနိုင်ငံလုံးအကျဉ်းချနေတယ်ပြောတယ်နောက်အခုအေအေကရခိုင်ပြည်အပြင်မကိုထွက်ခွင့်မရှိပါဘူးလို့ပြောတဲ့အခါကျတော့ရခိုင်တပြည်နယ်လုံးအကျဉ်းချနေပါတယ်လို့ဘယ်သူမှမပြောရဲပဲအပေါက်ပိတ်နေကြတယ်တိတ်ကိုသေးရဲဘောကြောင့်လည်းခမားတို့တွေနော်ဒီနေရာမှာဆိုလို့ရှိရင်အဲ့ဒီအေအေဆိုတာပထမဆုံးတို့လာရာကအိုးကြော်ဆန်ရွှေ ဦးကျော်ဆန်းရွှေဆိုတာရခိုင်ပြည်ကွန်မြူနီပါတီပေါ့အဲကွန်မြူနီကအလန်ဖြူအလန်နီကွဲတော့သူတို့ကအလန်နီတခင်ဆိုးရဲ့ဘက်ကနော်တခင်တန်းထုံးတို့မဟုတ်ဘူးအလန်နီတခင်ဆိုးတို့ဘက်ကရခိုင်ပြည်ကွန်မြူနီပါတီဦးကျော်ဆန်းရွှေနော်အဲ့ဒီကနေသူတို့လက်နက်ကိုင်ပုံကန်နဲ့နိုင်ငံတော်ကပုံကန်နဲ့နော်ဦးနေဝင်းတို့အစိုးရနော်ဦးနေဝင်းဆိုးရနေပြီးတော့သူတို့ကိုနှိမ်လင်းခဲ့တယ်အဲ့ဒီအချိန်မှာရခိုင်တမရနိုင်ငံတော်ထူထောင်ရေးအဲသူတို့ကရခိုင်တမရနိုင်ငံတော်ထူထောင်ရေးတောင်းဆိုရဲဒါပေမဲ့အပေးယူနှိမ့်နိုင်နေလို့ပြီးတော့အေးလေအိတ်လေဖောင်းလေဖောင်းကိုစိတ်လေပြောင်းပြီးငြိမ်သွားတယ် နော်ဦးကျော်ဆန်းရွှေဦးကျော်ဆန်းရွှေပြီးတော့တခါရခိုင်ပြည်တော်လိုင်းရဲ့တပ်ဖွဲ့တို့ရခိုင်ပြည်တော်လိုင်းအင်အားစုတို့ရခိုင်လွတ်မြောက်ရေးတပ်မတော်တို့ရခိုင်ကာကွယ်ရေးတပ်မတော်တို့နော်အာ AIA လို့အာ ALA လို့ AIA ALA AIO အဖွဲ့တွေအများကြီးပေါ်လာတယ်နော်ဦးဆန်းကျော်ထွန်းဦးဆန်းကျော်ထွန်းဆိုမမရရ1960နဲ့ဒေါ်လာရေးကောင်စီအစိုးရတက်တဲ့အချိန်ကာလနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်းကြတယ်နော်အဲ့ဒီမှာဒေါ်လာရေးကောင်စီနဲ့သူတို့ဟာတိုက်ကြတိုက်လိုက်ဆွေးနွေးလိုက်ဆွေးနွေးလိုက်တိုက်လိုက်နေအဲ့ဒီတစ်ဖွဲ့ကအိတ်ဖောင်းတော့တခါစိတ်ပြောင်းသွားတယ် เนาะจ้อสั่นหวยပြီးတော့ဟောခိုင်ခိုင်ရဲခိုင်ခိုင်ရဲခိုင်တို့ဟောနောက်တစ်ယောက်ရှိသေးရယ်ခိုင်ခိုင်မိုးလင်းခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့အဲခိုင်ရဲခိုင်တို့ခိုင်မိုးလင်းတို့ဆိုလို့ရှိရင်လေရခိုင်မီတော်လန်ရေးတို့ရခိုင်မီကာခွေရေးတို့တို့အဲ့လိုမျိုးရခိုင်ပြည်လူမြောင်ကြီးရခိုင်လူတို့ကောင်းစားရေးဆိုပြီးလက်နက်ကင်ပုံငယ်ကြအေးဖောင်းတို့အစိပ်ပြောင်းသွားကြအဲ့ဒီကနေခိုင်ရဲခိုင်တို့ခိုင်ရစာတို့ခိုင်မိုးလင်းတို့ပြီးတော့တခါအေးအေးဆိုပြီးခိုင်ရစာပေါ်လာတယ်နော်ခိုင်ရစာကနေအကူဆက်ခိုင်နဲ့ထုံးမြက်လိုင်းတို့ပို့လာတယ်သူတို့အကုန်လုံးဟာ ြင်းမြောင်းတဲ့လူမျိုးရေးအမြင်ဝါဒနဲ့စစ်စီပွားရေးလုပ်နေကြတာကြီးပဲ။တိုင်းရင်းသားရဲ့လူမျိုးရေးကိုဗန်းပြပြီးတော့အခွင့်သားရင်တိုက်တယ်အခွင့်မသားလို့အရေးမကြုံလို့အရေးမသားတဲ့အရေးနှိမ့်တဲ့အခါကျတော့ငင်းကြဲရေးဆွေးနွေးပါတယ်ဆိုပြီးတော့ရသည်မအခွင့်အရေးနိုင်ငံတော်ကပေးသည်မအခွင့်အရေးကိုယူပြီးတော့တသက်မိသားစုဆွေးစင်မျိုးစင်80စားမကုန်တော့အောင်ချမ်းသာသွားတဲ့အခါငြိမ်ကျသွားကြတယ်။အကုန်လုံးကစစ်စီပွားရေးလုပ်နေကြတာ။ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်ဝါဒတွေနဲ့ ဘာမှဘူးမသိဘာမသိတဲ့မျိုးနွယ်စုတွေကိုလူမျိုးတွေကိုကိုမျိုးနွယ်စုကိုတိုင်းရဲ့သားအခွင့်ရေးကိုပြည်နယ်လုံးမြောက်ရေးတို့ဖျောက်ပေးတယ်မြောက်ပေးပြီးတော့အခွင့်တိုင်းရင်တိုက်တယ်အခွင့်မတားတဲ့ခါကျတော့ရသားများအခွင့်ရေးကိုယူပြီးငိန်ချရေးဆိုပြီးရှာနှက်ခွနဲ့ရက်တည်နေကြတယ်ခေအဆက်ဆက်မှာနိုင်ငံတော်ကိုလက်နက်ကင်ပုံကန်ခဲ့တာကြီးပဲနိုင်ငံတော်ကိုကောင်းကျိုးပြုခဲ့တာရှားပါတယ်ကျမတို့တန်ကန်းစာယူတတ်ပါတယ်။မွေဘွေးဆိုတာကအကောင့်သေးရင်လေအကောင့်သေးပြီမယ်အဆက်ရှိတယ်။မွေဘွေးမှန်းသိရင် အကောင်သေးသေးလေးတွေကတတ်လိုက်ရမှာအခုတော့မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်နော်ဟိုးအဆဟိုရခိုင်ပြည်ကွန်မြူနီပါတီရခိုင်ပြည်ကွန်မြူနီပါတီဦးကျော်ဆန်းရွှေကနေပြီးဦးဆန်းကျော်ထွန်းတို့ခိုင်ရဲခိုင်တို့နော်ခိုင်ရဲခိုင်တို့ခိုင်အခိုင်မိုးလင်းတို့ခိုင်ရသားတို့ထုံးမြက်နိုင်တို့တပုံးကြီးကမျိုးဆက်နဲ့တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းပြီးတော့အဆက်မပြတ်နိုင်ငံတော်ကိုပုံကန်ခဲ့ကြတယ် သူတို့ခက်ဆက်ဆက်နိုင်ငံတော်ကိုပုံကန်တယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ချင်တယ်ကျွန်တော်တို့တိုင်းရင်းသားခွင့်ရလို့ချင်တိုင်းရင်းသားခွင့်ရလို့ချင်ပါတယ်ပြောပြီးတော့နိုင်ငံတော်ကိုပုံကန်ပြီးတော့နိုင်ငံတော်အကျိုးပြည်တော်စုအကျိုးကိုဘယ်တုန်းကမှမတည်ဘူးခဲ့တဲ့စံကုန်ကြီးလေးတွေသာဖြစ်တယ်